ာပါရှေးဥစွာဖျားကြီးစရောကိုချီးမွမ်းပါတယ်ခွန်အားယူဆရာဝိညာဉ်အစအစစ်စစ်မှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ချီးမွမ်းခြင်းတသက်သေးဆိုတဲ့ကောင်းစဉ်အောက်မှာပြန်လဲဆင်ချင်းခွင့်ကြရအောင်ချီးမွမ်းခြင်းတသက်သေးလို့ပြောရနိုင်စကားအဖင်တာမဟုတ်ပဲတိကျတဲ့လောက်ရတဲ့ခုကိုဆိုလိုပါတယ်လောက်ရလို့ဆိုရနိုင်လေလောက်ပြနေခြင်းမျိုးကိုမဆိုလိုပါတသက်သေးထင်ရှားတော့အလုတ်ကိုဆိုလိုပါတယ်နှုတ်အဖင်ချီးမွမ်းစကားတသက်သေးခံစကားကျေးဇူးတင်စကားပြောလို့ပြီမဲ့လေလက်တွေ့ထုတ်ဖော်ဖို့ခဲ့နေခြင်းဟာ မန်ကန်တော်ချီးမွမ်းခြင်းမဟုတ်လို့ဖျားနှစ်သက်တော်ချီးမွမ်းခြင်းလည်းမဟုတ်ပါဒီနေ့ချီးမွမ်းခြင်းကိုပေါ်လွင်စေတော့အ धिक အလုကပါလေစွန့်ကျဲပေးကမ်းခြင်းပဲဖြစ်ပါလေတင်ရဘွားမှာစွန့်ကျဲခြင်းမရှိပဲပေးကမ်းခြင်းမရှိပဲချီးမွမ်းခြင်းစကားမပြောမိပါစေနဲ့ချီးမွမ်းခြင်းတသက်မရှိပဲလောကမှာအသက်ရှင်နေတော့လောကကောင်းကြီးကောင်းကင်ကောင်းကြီးကိုရရှိစေမှာမဟုတ်ပါစေတနာနဲ့ပေးကမ်းခြင်းစွန့်ကျဲခြင်းဟာဖျားနှစ်သက်တော်လောက်ရဖြစ်ပါတော့ကြောင် တင့်အားဖြင့်ဖျားပြောနေသလိုလူအများကလည်းဖျားကျေးဇူးကိုချီးမွမ်းစရာဖြစ်ပါလေဖျားဘုံထင်းရှားနေတော့ကြောင့်နောက်မကျတော့ကောင်းကြီးကိုလည်းရရှိစေပါလေအခြေပြုကြောင့်ကိုဖတ်လို့ပါတယ်ကောရင်သဩဝါဒစာဒုတိယဆောင်အခန်းကြီးကိုအခန်းငယ်7တို့တို့တင်တို့ဒီစေတနာစိတ်နဲ့အမျိုးမျိုးသောစွန့်ကျဲဘေးကန့်ချင်းအလုံးကအရာရာ၌ကျွဲဝှချင်းရှိသည်ဖြစ်၍ငါတို့အားဖြင့်ဖျားသခင်ဤယေရှုတော်ကိုချီးမွမ်းစရာအကြောင်းရှိလိမ့်မည် ဂျေရုရှလင်မှာရှိနေသောယုံကြည်သူများဒုက္ခရောက်နေတဲ့အချိန်အခါမှာကောရင်သူအတင်းသူအတင်းသားများကိုစေတနာနဲ့ပေးကမ်းဖို့စွန့်ကြဲဖို့ပြောနေခြင်းဖြစ်ပါတယ်။ယုံကြည်သူတယောက်ရဲ့ချီးမွမ်းခြင်းကိုပေါ်လွင်စေတဲ့အချက်တစ်ချက်ဟာစေတနာနဲ့ပေးကမ်းခြင်းဖြစ်ပါတယ်။ပေးကမ်းခြင်းစွန့်ကြဲခြင်းမရှိဘဲမှန်သောချီးမွမ်းခြင်းမဖြစ်နိုင်ပါ။ဒါကြောင့်ချီးမွမ်းခြင်းဟာပေးကမ်းစွန့်ကြဲခြင်း၌မူတည်နေပါသောကြောင့်ဒီကနေ့စေတနာနဲ့ပေးကမ်းပါ။ ဖရားတဘောကပေးမပိုးပြီးတော့ကျွဲဝစေတာဖြစ်လို့မိမိဘဝမှာလဲကျွဲဝချင်ရင်တော့ပေးကံဖို့မမေ့ပါနဲ့ပေးကံဖို့ဆန္ဒရှိပါကျမ်းစာတစ်ချက်မှာဒီလိုပြောပါလေတရားဟောရကျမ်းခန်းကြီး15အခန်းငယ်30အကဲစင်စစ်သူအားပေးရမည်ပေးသောအခါနှမျောသောစိတ်မရှိရအကြောင်းမူကသောဒါနကြောင့်တင်ဤဖရာခင်တော်ရဖရာသည်တင်ပြုလေရာရာလှူဆောင်လေရာရာ၌ကောင်းချီးပေးတော်မူမည်လို့ပြောပါလေ ပြုလျရာရာလှုပ်ဆောင်လျရာရာ၌ကောင်းချီးဖြစ်ဖို့ကောင်းချီးရရှိဖို့ဘာလို့ရမှာလဲနှမျောသောစိတ်နဲ့မပေးဖို့ကျမ်းစာကပြောထားပါတယ်ဒီနေ့ဤနှုတ်ကပပညာချက်ကိုတင်လက်တွေ့လှုပ်ဆောင်ရင်တော့တင်ရှိတဲ့နေရာတင်ရောက်တဲ့နေရာတင့်အားဖြင့်ကောင်းချီးကိုရရှိစေမှာဖြစ်ပါသောကြောင့်တကယ်လက်တွေ့လှုပ်ဆောင်ကြရအောင်ဖရာသားသမီးဆိုတာဖရာရဲ့စကားနားထောင်ပြီးအသက်ရှင်ဖို့ဖရာအလိုချင်ဆုံးဖြစ်ပါတယ်ဒီနေ့ဖရာရဲ့ အလုတ်ချင်းဆုံးအလုတ်ကဘာလဲဆိုတာသိရင်နေ့စဉ်လှုပ်ဆောင်ကြရအောင်တမန်တော်ဝုထုခန်းကြီး2035ကိုလည်းဖတ်လို့ပါလေသူတို့တင်တို့ဒီလေအလုတ်လုံ၍အာနေတော်သူတို့ကို မာဆာရမိကိုလည်းကောင်းအစွန်အကျေခန်းချင်းအရာတဲ့စွန့်ကျဲချင်းအရာဒီတာ၍မင်္ဂလာရှိသည်ဟုသခင်ယေရှုမိန်တော်မူသောစကားတော်ကို အောင်မေရမိလို့ပြောပါတယ်ဆုံးကျချင်းပေးကန်းချင်းဟာတာရဲ့မင်္ဂလာရှိကြောင်းတခင်ယေရှု ပြောခဲ့တဲ့စကားကိုအမှားရနေဖို့ဖြစ်ပါလေ စေတနာနဲ့ပေးကမ်းခြင်းစွန့်ကြဲခြင်းဟာပါစက်ကဘာမှမပြောပေမဲ့လဲစကလုံးတွေမထွက်ပေမဲ့လဲငါဖះကိုချီးမွမ်းပါတယ်ဆိုတာတက်တေပြနေခြင်းဖြစ်ပါတယ်ချစ်တော်သမမိတ်ဆွေညီကိုမော်မများဒီနေ့ဖះကောင်းကြီးကိုပဲခံစားပြီးပြောနေဖို့မဟုတ်ပါဖះပြောနေတော့အတ္တတာအသက်ရှင်မှုဖြစ်ဖို့အရေးကြီးပါတယ်ချီးမွမ်းခြင်းကာလမှသာဖះရဲ့ယေရှုတော်ကိုချီးမွမ်းဖို့မဟုတ်ပါ နေစဉ်ချီးမွမ်းခြင်းတက်တေကိုထင်ရှားစေပါ ကောင်းကြီး ဟာဖရာစီမလာတာဖြစ်ပေမဲ့လည်းမင်္ဂလာကိုဖြစ်စေတာကတော့တင့်ရဲ့စွန့်ကြဲခြင်းပဲဖြစ်ပါလေမင်္ဂလာရှိသောအတ္တတာဆိုတာမျက်နာမှာစိုက်သောအပင်နဲ့တူတယ်အရွက်မညုံနှံတတ်သောအပင်နဲ့တူတယ်ပြုလေသမျှတို့၌အောင်းတယ်လို့ကျမ်းစာက ပြောပါလေဒီနေ့တင်ဟာဖရာရဲ့ခြေစူးကိုတံပိုးထားသူတယောက်ဖြစ်ရင်ဖရာကိုချစ်ချောက်ယိုတည်သောသူတယောက်ဖြစ်ရင်နောက်ကပတ်တော်ကိုဝန်ခံနေမယ်ဆိုတာယုံကြည်ပါလေဒါကြောင့်လောကမှာလူတွေဘာပဲပြောပြော ဆရာသမားတွေဘယ်လိုပဲဟောဟောနှုတ်ကပတ်တော်ကအမြင်ချင်းတော့အမြင်နဲ့တာအသက်ရှင်ကြရအောင်နှုတ်ကပတ်တော်ကပဲကျွန်တော်ကျမတို့ကိုလမ်းမှန်တို့ခေါ်ဆောင်သွားမှာဖြစ်ပါတော့ကြောင်းယုံကြည်သူတိုင်းလူတွေကိုကြည်ပြီးအသက်မရှင်ပဲနှုတ်ကပတ်တော်အမြင်နဲ့အသက်ရှင်ပြုမှုကြရအောင်ဤနေ့ချီးမွမ်းခြင်းဆိုတာနှုတ်ကပတ်တော်အတိုင်းအသက်ရှင်ခြင်းဖြစ်နေပါတော့ကြောင်းနှုတ်ကပတ်တော်များများနားလည်ဖို့ဆုတောင်းတင်ယူခံယူကြရအောင်လို့အနည်းငယ်ခွန်အားပေးပါစေ။ဂျာနာတို့ရောက်တိုင်းပေါ်ဖရာကောင်းကြီးပေးပါစေ။